ရပ်ဆိုင်းထားတဲ့နိုင်ငံတကာငွေကြေးအကူအညီများပြန်လည်ပေးအပ်မယ်လို့ထရပ်ဆုံအမေရိကန်တရားရုံးချုပ်ကဟက်တန်းထားတဲ့နိုင်ငံတကာငွေကြေးအကူအညီတွေကို ပြန်လည်ထုတ်ပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကအမိန့်ချမှတ်လိုက်ပါတယ်။အထောက်ပံ့များအဆုံးသတ်ဖို့အတွက်ထရပ်ရဲ့အဆုံးဖြတ်ချက်ကြောင့်နိုင်ငံခြားအကူအညီပေးရေးအဖွဲ့အများပြားကဒီဝါလီခံဖို့တုံ့ဆိုင်နေပြီးအပြေများရှာဖွေလျက်ရှိပါတယ်။ဒါကြောင့်အမေရိကန်သမ္မတထရပ်က ိုင်ငံတကာငွေကြေးအကူအညီပေးချေမှုတွေကိုပြန်လည်စတင်တော့မှာဖြစ်ကြောင်းအမေရိကန်ခရိုင်တရားရုံးတရားသူကြီးကအတည်ပြုထားတာဖြစ်ပါတယ် USAID နဲ့စာချုပ်တွေရှိထားတဲ့ကမ္ဘာသဝန်ကအကူအညီပေးရအဖွဲ့တွေ NGOs တွေဟာအမေရိကန်ရဲ့ငွေချင်းကူညီပြန်လည်ရရှိတော့မှာဖြစ်ပါတယ်။တရားရုံးကလွတ်တော်ကအတည်ပြုပြီးချပေးထားတဲ့ budget ကိုတမ္မလကထိန်းချုပ်ခွင့်မရှိဘူးဆိုပြီးငွေချင်းတွေကမ္ဘာသဝန်ကိုဆက်လက်ထောက်ပံ့ဖို့အမိန့်ပေးလိုက်တာဖြစ်ပါတယ်။ ထရန်တမရတာဝန်စတင်ထန်းဆောင်ကလေးကရက်သက်ထားတဲ့ငွေကြေးတွေကိုပြန်ထုတ်ပေးရမှာဖြစ်ပါတယ်။ဒါဟာထရန်အတွက်တော့ပထမဆုံးအရှုံးဖြစ်ပြီးအယူခံဝင်ဖွယ်ရှိနေပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။